ချက်ရတာလည်းအရန်လွယ်ကူသလိုလူတိုင်းနဲ့ကရင်တဲ့တယ်ဝက်သားနဲ့မြစ်ချင်လေးကမှမုံလာပင်ပေါက်လေးနဲ့တွဲပြီးချက်စားမယ်ဆိုရင်တော့လုံအောင်ကိုကရင်မိပါတယ်ခင်ဗျာအချိန်လေး၄မိနစ်လောက်ပေးပြီးဗီဒီယိုလေးကိုလိုက်ကြည့်လိုက်အောင်ဗျာဒီနေ့ကတော့အိမ်မှာအဖွဲလေးစုံလို့အူကြီးလေးချက်စားဖြစ်ပါတယ်မချက်ခင်မှာပစ္စည်းလေးတွေကိုအဆင်သင့်ပြင်ထားပေးပါခင်ဗျာအိုးလေးထဲမှာစီလေးအတန်တန်လောက်ထည့်ပါမယ်ခင်ဗျာ စလွင်းမောက်လေးအတင်တင်လောက်ထဲစီလေးအနေငယ်ပူလာပြီဆိုရင်တော့ညံ့နေအောင်ကြိတ်ထားတဲ့ကျက်သွန်သူကျက်သွန်နီလေးတွေကိုလည်းအတင်တင်လောက်ထဲပါမယ်ခင်ဗျာမီးလေးဖြည်းဖြည်းလေးနဲ့ကျက်သွန်အနံ့လေးတွေအနေငယ်မွေးလာတဲ့အထိကြော်ပါမယ် ကျက်သွန်နဲ့မွေးလာပြီဆိုရင်တော့အစိမ့်မုတ်လေးကိုအတင်းတင်းထည့်ပါမယ်။အဆက်လေးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ငုတ်ဒီခွဲချန်တောင်းလေးပါထည့်ချင်လဲထည့်လို့ရပါတယ်ခင်ဗျာ။အစိမ့်မုတ်နဲ့လေးပျောက်သွားပြီဆိုရင်တော့အရသာနေထားတဲ့ဝတ်သားလေးတွေကိုထည့်ပါမယ်။ဝတ်သားရဲ့အရသာကိုကြတော့ကျွန်တော်အသားမုတ်ရဲ့ဆွန်းရင်းရဲ့ရောပြီးတော့နေထားပါတယ်ဗျာ။နောက်ထပ်အရသာကိုကြတော့ငားငံပြရည်လေးထည့်မယ်။အသားမုတ်လေးအတင်းတင်းထားထည့်၊စားလေးအတင်းတင်းထားထည့်၊ချိုမုတ်လေးအနေတော်လောက်ထည့်ပါခင်ဗျာ။ကျွန်တော်ကတော့ဒီမှာတပွင့်လောက်ထည့်ထားပါတယ်။အရသာတွေအားလုံးထည့်ပြီးပြီဆိုလို့ရှိရင် ီးလေးကိုပုံမှန်လောက်ဖွင့်ဝက်ရက်အသားလေးတွေအနေတော်တင်းကျုပ်သွားတဲ့အထိကျွန်တော်တို့လော်ပါမယ်အသားလေးတွေတင်းကျုပ်သွားပြီဆိုလို့ရှိရင်ရေလေးအနေတော်လောက်ထပ်ထည့်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့သက်ဆင်စစ်ကြယ်အောင်ပြုတ်ထားတဲ့မြင့်လေးတွေကိုထည့်ရရပါပြီဒီနေ့ကတော့မြင့်ချင်ကိုကျွန်တော်ဘိုးမြင့်လေးနဲ့တုံးထားပါတယ်ဗျာဒါနဲ့ဝက်တာမတုံးဆောင်တဲ့ချင်းကြီးကိုငါးလေးနဲ့ချက်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ဟင်းအိုးနဲ့လိုက်ဖက်မဲ့ရေပမာဏထည့်ပြီးပြီဆိုလို့ရှိရင်တော့ဟင်းအိုးလေးပပတ်ဆူလာတဲ့အထိပြန်ပြီးတော့ချက်ပါမယ်အခုလိုလေးပပတ်လေးဆူလာပြီဆိုလို့ရှိရင် င်ကျွန်တော်တို့အပေါ်အောက်တစ်ခါလောက်မှွေပါမယ်เนาะပြီးလို့ရှိရင်တော့ မုံလာပင်ပေါက်လေးတွေကိုထက်ချက်လို့ရပါပြီခင်ဗျာ မုံလာပင်ပေါက်ကြိုက်တဲ့ချင်းကြီးကိုဒီဟင်းလေးကိုလိုက်ပြီးတော့ချက်စာကြည့်စေချင်ပါတယ်တတော်လေးကိုလိုက်ဖတ်တဲ့ဟင်းလေးပါခင်ဗျာအိမ်မှာလိုက်ချက်မဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အတုံးကြီးကြီးလိုက်ချက်ဆရာမလို့ဘူးเนาะကိုပုံမှန်စားနေကြအတုံးလေးလောက်ပဲချက်ပါခင်ဗျာဒီနေ့ကတော့ကျွန်တော် OG အတုံးကြီးအကောလုံးကြီးကြီးပဲချက်ပါမလို့ပါဗျာရေလေးနဲနေမဲ့ဆိုရင်တော့ရေလေးကိုအတင်းတက်လောက်ထပ်ထည့်ပါမယ်မီးလေးကိုပုံမှန်လောက်ဖွင့်ပြီးတော့ကျွန်တော်တို့ဟင်းအိုးလေးနောက်တစ်ချိန်ဆူလာတဲ့အထိထပ်ချက်ပါမယ်ခင်ဗျာဟင်းအိုးလေးပပပြန်ဆူလာပြီးဆိုရင် ော့နနံမင်းလေးကို ထက်ချက်လို့ရပါပြီ။သူ့ကိုလည်းအဖုံးလေးလုံအောင်ပိနောက်ထပ်9မိနစ်လောက်ကြာသွားပြီဆိုလို့ရှိရင်တော့အရန်ကမှ စားလို့ကောင်းပြီးအရသာရှိတယ်။ဝတ်သားမြစ်ချင်းမုံလာပင်ပေါဟင်းလေးရပါပြီခင်ဗျာ။မွေးမွေးလေးဟင်းရဲ့အရေးလေးကအရန်လည်းမခမ်းသလိုအရန်ကြီးလည်း၆သွေးနေအောင်ချက်ပေးစရာမလိုပါဘူးအခုလိုအရေးဆန်းလေးချက်ပြီးမှစားမယ်ဆိုရင်ပို့ပြီးတော့အရသာရှိပါတယ်ခင်ဗျာ ကဲမင်္ဂလာပါခင်ဗျာစားကြပါအောင်မြစ်ချင်းရယ်မုံညင်းလေးဆွဲမယ်နော်မြစ်ချင်းကြိုက်တဲ့သူတွေလာခဲ့ပါမြစ်ချင်းမကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့မခေါ်တော့ဘူးနော်ပါလေးပါလေးတယ်ဆိုလို့ရှိရင်တော့နန်းကပိကြော်လေးရယ်နောက်ထပ်ကစုံရွက်ကစုံအရွက်တော့မရှိအယိုးပဲရှိတေးသေးချာချာလေးနဲ့ မြစ်တစ်ဖက်တစ်ဖက်ကတော့တယောက်ပွက်လုံးစားလို့ရရရကြိုက်လိုက်တာကောင်းလိုက်တယ်မြစ်ဟွန်းနောက်ပြီးနောက်ပြီးတောင်းလို့မယ်နော်နည်းနည်းလေးထည့်မယ်ခုလို့တယ်စားမယ် မိန်လိုက်တာဗျนี่เหรอยังออกมาสาลุกองนี่ฉะแล้วแล้วกูยูชื่นเนี่ยညစ်ချင်เนี่ยบုံချင်းวัตตาดิไล่ฉะสาจิบาครับวัตตาไม่ใจได้ชิ้นนี้โกเลยงาลีเนี่ยจองฉะจิบายังออกมากองมาเลยเนาะงากองแล้วส่วนเนี่ยยังออกมาใหม่ ီနေ့တော့သွားလိုက်မယ်เนาะကျွန်တော်ရဲ့ view လေးတွေကိုချိန်နေတက်တယ်ဆိုရင်เนาะ like and share တွေနဲ့ follower လေးလောက်တော့ပေးပါဦးခင်ဗျာ bye now bye bye